ားလုံးပဲမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ဘာစီလိုနာတင်းရဲ့ဘရာဇီးတောင်ပိုင်းကစားသမားဖြစ်တဲ့ရာဖီညာကတော့ကလပ်အသင်းနဲ့2028ထိနောက်ထပ်3နှစ်တက်တန်းရှိတဲ့စာချုပ်အသစ်ထပ်ချုပ်နိုင်ဖို့ကစားသမားကဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်အစောပိုင်းတက်လာတဲ့သတင်းတွေရရဖေးညာကိုဆိုရီကလပ်တွေကမြန်မာ့ရဲ့ပြောင်းရွှေ့ခြေတွေနဲ့ဘာစီလိုနာအသင်းစီကလန်သွားမယ်ဆိုပြီးသတင်းတွေတက်နေတယ်ဆိုပေမဲ့လို့ ရာဖင်ညာကတော့ဘာစီလိုနာပါပဲဆက်ရှိဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မလို့ဒီရက်ပိုင်းအတွင်းမှာပဲဘာစီလိုနာအသင်းတော်ဝင်ရှိတဲ့သူတွေနဲ့ပေါ့လေ2028ထိနောက်ထပ်3နှစ်စာချုပ်အသစ်ထပ်ချုပ်နိုင်ဖို့ဂျိုးပန်းသွားမယ်ဆိုပြီးတော့ဖာဖီဇီယိုရိုမာနိုကဖော်ပြထားတယ်ချာဖော့မှာလည်းဒါဘာစီလိုနာအသင်းတော်ဝင်ရှိတဲ့သူတွေကကလပ်တဲ့ရဲ့ဂျာမန်သားနီးပြဖြစ်တဲ့ဟန်စီဖလစ်ကိုတော့2029ထိနောက်ထပ်တစ်နှစ်ထပ်ပြီးတော့တန်တိုးနိုင်ခဲ့ပြီဆိုပြီးတော့မှဖော်ပြထားတယ်ဆိုတော့ဒီဟာဒီမှာဒါဟန်စီဖလစ်ကသူ့ရဲ့ဒီဘာစီလိုနာအသင်းနီးပြ ဟုတ်ကပထမမှာပဲကျွန်တော်တို့အဓိကဆူပလာ၃လုံးကိုယူပေးနိုင်ခဲ့တယ်လို့ကျွန်တော်တို့ဒါအဲချန်ပီယံလိမှာလည်းပေါ့လေကျွန်တော်တို့ဒါစီမီဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့တဲ့ဒီပြတယောက်လည်းဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့ဒါဘာစီလိုနာတင်းကဒီပြဖြစ်တဲ့ဟာစီပလစ်ကိုတော့နောက်ထပ်ပေါ့လေဒါတရားဒီထပ်ပြီးတော့တက်တန်းတိုးနိုင်ခဲ့ပြီဖြစ်တယ်ရေမဆူရင်အတင်းကတော့ဥရောပကလပ်အတင်းတွေတောက်လျှောက်စိတ်ဝင်စားနေတယ်အတလက်တစ်ဘီဘာအိုဝီအတင်းရဲ့အသက်23နှစ်အရွယ်စပိန်တောင်ပံကစားသမားဖြစ်တဲ့နီကိုဝီလီယံကိုခေါ်ယူဖို့ဂျိုးပန်းနေတယ်ဆိုပြီးတော့မှ မာကာကဖော်ပြထားတယ်။ဒါနီကိုဝီလျံကိုတော့ပြီးခဲ့တဲ့ရာသီတည်းကပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့အာဆင်နယ်၊ချဲလ်ဆီတစ်ဖက်ကကျွန်တော်တို့ဒါဒေါ်ရီယန်ဟော့စပါအသင်းအပါဝင်ဥရောပအသင်းတွေကခွန်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကလည်းယူရိုတန်60ဝင်ကျင်လာရှိတယ်။ဒီအချိန်မှာဒါကျွန်တော်တို့ယမထရက်အသင်းကခန်းစီကစားသမားဖြစ်တဲ့ထရက်ဆာအာနိုတစ်ဖက်မှာဝိုက်ဆာအပါဝင်ဒါနောက်ထပ်ပေါ့လေဒီ ဒီဘီဘာဟိုတည့်ရတောင်မှကစားမဖြစ်တဲ့နီကိုဝီလျံဟိုကခေါ်ယူဖို့ဒါရေမထွတ်တာဝန်ရှိတဲ့သူတွေကစိတ်ဝင်စားတာလည်းဖြစ်တဲ့မကြခင်မှာပဲကျွန်တော်တို့နိဗျတဲ့ဖြစ်လာမယ်ဒီဇာဘီအလွန်ဆုံးကပေါ့လေကျွန်တော်တို့တခြားသောဥရောပစထရိုက်ကာတယောက်ကိုလည်းခေါ်ယူသွားမှာဖြစ်တယ်လို့အသင်းတွက်အဆင်မပြေတဲ့ကစားသမားတွေကိုလည်းရောင်းချသွားမယ်ဆိုပြီးဖော်ပြထားတယ်လေဘာဘူးအသင်းကတော့ဘိုင်ယန်လေဘာကူစင်တင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဖရန်ပေါင်ကိုတော့ခေါ်ယူဖို့အလုံးစုံအဂရီစမန့်ရခဲ့တယ်လို့ မနေ့ကပဲဆေးဆင်းမှုတွေလောက်ခဲ့ပြီးတော့မှဆေးဆင်းမှုလည်းပြမြောက်ခဲ့ပြီဆိုပြီးတော့မှ daily expert ကဖော်ပြထားတယ်ကစားသမားကိုတော့ကျွန်တော်တို့ဒီဘောလေးဒါ Liverpool အသင်းကမကြခင်ရပိုင်းမှာပဲခြေညာသွားမှာဖြစ်ပြီးတော့မှဒါ Liverpool အသင်းရဲ့အစီအစဉ်တွေကိုသဘောကျတဲ့အခြေအနေကြောင့်မလို့ကျွန်တော် front ဒီ front ပေါင်းကဘောလေး Liverpool အသင်းစီပြောင်းရွှေ့ခဲ့တယ်ဆိုပြီးဖော်ပြထားတယ်လက်ရှိမှာတော့ Liverpool အသင်းကပြီးခဲ့တဲ့နေရာစီကမှလမ်းခွဲသွားတယ်အဲ့ဒါကလပ်အသင်းရဲ့နေပြဟောင်းဖြစ်တဲ့ကျွန်တော်တို့ Jurgen Klopp ကဘောလေး လက်ရှိသတင်းတွေတက်နေတဲ့အခြေအနေကဒါဂျာဂျင်ကလော့အနေနဲ့လာမယ့်ရာသီမှာရာသီတက်မှာကျွန်တော်တို့ဒီရိုမာတစ်ကိုကိုက်တွယ်သွားမယ်ဆိုတဲ့သတင်းတွေဟာမဟုတ်မှန်းနယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒါ Sky Sport Germany ကဖော်ပြထားတယ်။ဒါဂျာဂျင်ကလော့အနေနဲ့ဘက်ကလက်ကိုမှကိုက်တွယ်သွားမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေဟာမဟုတ် မဟုတ်တဲ့သတင်းတွေဖြစ်တဲ့အကြောင်းကိုတော့ဒါကျွန်တော် Sky Sport ကတုံ့တက်ထားတယ်။ဘဝတန်အသင်းရဲ့ Bradley တိုက်စစ်ကစားမဖြစ်တဲ့ Matthias Cunha ကတော့ Manchester United အသင်းစီကိုပြောင်းရွှေ့ဖို့အလုံးစုံ agreement ရခဲ့သလိုကလပ်နဲ့တင်းကြမှာလဲဆွေးနွေးမှုတွေပြီးမြောက်သွားခဲ့ပြီဆိုပြီးတော့ Sky Sport ကဖော်ပြထားတယ်။အစောပိုင်းကကူညာဟာ Manchester United အသင်းစီကိုပြောင်းရွှေ့မယ်ဆိုပြီးသတင်းတွေတက်နေခဲ့သလိုလက်ရှိမှာတော့ကလပ်နဲ့တင်းကြမှာကစားသမားကိုရောင်းဖို့ ပေါ့လေဒါအလုံးစုံအဂရစ်မန့်ရခဲ့တယ်လို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ခူညာရဲ့အပြောင်းရွှေ့အတွက်စာချုပ်ဖြတ်တင်ခြင်းယူရို60နှစ်ဒသမ5တန်ပေးချေရမှာဖြစ်တယ်လို့ခူညာဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့အနာဂတ်အစီအစဉ်တွေကိုစိတ်ဝင်စားတဲ့အခြေအနေကြောင့်မို့လို့တခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ Torreya Hotspur အာဆင်နယ်အသင်းနဲ့ Chelsea အသင်းတို့ရဲ့ကလပ်မှုကိုညှင်းပယ်ခဲ့တယ်ဆိုပြီးဖော်ပြထားတယ်ယူနိုက်တက်အသင်းကတော့ကလပ်အသင်းရဲ့တောင်မှကစားသမားဖြစ်တဲ့ Marcus Rashford ကိုတော့ဒီနွေရာဒီမှာပဲအပိတ်တက်ရောင်းချသွားမှာဖြစ်တယ်လို့လက်ရှိမှာတော့ဒါကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်တင်းကဘာစီလိုနာတင်းရဲ့ခက်စစ်ကစားမဖြစ်တဲ့အဲရိုရိုဂျိုနဲ့ဇာလမာချင်းဆွစ်လုတ်ဖို့မန်ချက်စတာယူနိုက်တက်တင်းဘက်ကစိတ်ဝင်စားနေရဆိုပြီးဖော်ပြထားတယ်။လက်ရှိအချိန်တွေကမကရက်ဖို့ကိုတိုင်းကလည်းဘာစီလိုနာတင်းကိုပြောင်းရွှေ့ချင်တဲ့အချိန်တွေကြောင့်မလို့ဒီကဒီကစားသမားဆွစ်ကအောင်မြင်သွားနိုင်ပွဲချင်းရှိတယ်ဆိုပြီးတော့လည်းတုံ့တက်ထားတယ်။ခေါအောင်ဆက်ရဲ့ဖော်ပြချက်ရဆိုရင်တော့လေဘကူအတင်းကခရစ်စတယ်ဘဲလေတင်းရဲ့အင်္ဂလန်တောင်းကတောင်းမှာကစားသမားဖြစ်တဲ့ ဒါကျွန်တော် easy ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုဖော်ပြထားတယ် easy ကိုတော့ crystal palace အတင်းကဒီတို့ရဒီမှာပဲရောင်းချသွားမှာဖြစ်တယ်လို့လက်ရှိမှာတော့ club team ဘက်ကပြောင်းရွှေ့ခြင်း euro 80ဝင်းကျင်ရရောင်းချမဲ့အခြေအနေမှာ liverpool အတင်းကခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ liverpool အတင်းကကျွန်တော်ဒါကျွန်တော်တို့ dr တွေပေါ့လေဒါဒုတိယမြောက်ကစားသမားခေါ်ယူမှုအနေနဲ့ easy ကိုခေါ်ဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်။ Gimmy Sport ရဲ့ဖော်ပြချက်အရဆိုတော့ Manchester City တဲ့နေပြဖြစ်တဲ့ Pep Guardiola ကဒါကြောင့် Nottingham Forest အသင်းရဲ့ Queen Alexander ဖြစ်တဲ့ Morgan Gibbs ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်။ဆိုတော့ tissue ပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။